ချစ်တဲ့သူတွေအားလုံးမင်္ဂလာပါလို့ကျွန်တော်ဒီဇိုင်နာကောင်းမြတ်ကနေနှုတ်ခွန်းဆက်ပါတယ်။အခုကျွန်တော်မင်္ဂလာတပွဲလုံးစာစီစဉ်ပေးထားတဲ့ဝစ်ဆုံလေးရင်းနဲ့မိတ်ဆက်ပေးပါမယ်။ကဲပထမအဦးဆုံးဒီမှာကြည့်ပါဦး။လှလိုက်တာ။ကဲဒါလေးကတော့ချစ်ရတဲ့မိမိအတွက်စီစဉ်ပေးထားတာပါ။ထူးခြားတာလေးတပွဲလုံးကစိုးသမီးရအစကြာချီနဲ့ရက်လုထားတဲ့ကြာချစ်ဒေးကြီးပဲဝတ်တာ။ဒါဆိုရင်လည်းချစ်ရတဲ့မိမိအတွက်စီစဉ်ပေးထားတာပါ။ကြာချစ်ကလေးကိုမှဒီမှာ ကြည့်လှလိုက်တာဒီမှာအထဲထဲမှာမှနော်ရင်ခံလေးကိုလည်းကြာချိတ်ကလေးပြင်ရွာတယ်အပြင်ကတော့ပြင်တစ်ရွှေရောင်စာလေးတုံးထားတယ်ဒါလေးကတော့ကျွန်တော်ကောင်းမြတ်ကထောရဲ့အနုစိတ်နော်အရန်လှတဲ့ရွှေကြည်ထိုးလေးပါနော်ဘလောက်လှလဲကြည့်ပါအောင်လှလိုက်တာဒီမှာကြည့်ပါအောင်မေမေရလေးခုနက fitting ဝင်သွားတယ်အရန်ကျက်တည်ရှိတာပဲเนาะအရန်လှပါတယ်ကဲဒီသစုံလေးကတော့ချစ်ရတဲ့เนาะအမအတွက်အစီအစဉ်ပေးထားတာပါသူကလည်းလေ ကြာချီခံလေးပေါ်မှာပဲရက်လုတ်ထားတာပါ။ကဲအပေါ်ကတော့နော်ပြာလှဲ့လှဲ့လေးကိုတုံးထားပေးပါတယ်။ဒီမှာစီးကွက်လေးကိုလည်းကြည့်ပါအောင်နော်တော်တော်လှပါတယ်ထိုးပေးထားတာ။နော်ဒီမှာညတစ်ပတ်ကလေးကတော့ပြောစရာမလိုပါဘူး။တော်တော်လေးလှပါတယ်။ထူးခြားတာတစ်ခုကဒီတပွဲလုံးမှာအယံနေရောကရိုးသားအယံနေရောကရိုးသမီးအယံနေရောပန်းကျဲတတားလေးတွေအတွက်ကောပန်းကျဲမိမိလေးတွေအတွက်ကောကရိုးသားအဖေအမေအဲကရိုးသမီး အားလုံးပေါင်းဝစ်စုံအစုံ20ကျော်ဖန်တီးပေးထားတာဖြစ်ပါတယ်။ကဲအခုဒီထဲကဝစ်စုံနေတဲ့ကနေတချို့တချို့လေးတွေကိုကျွန်တော်မိတ်ဆက်ပေးပါမယ်ခဏလေးစောင့်ပါ။ ဒါလေးဆိုရင်အဲအောက်ခံကြာသားလေးပေါ်မှာမှပြင်သစ်စာရွှေအောင်လေးကိုအသုံးပြုပြီးချုပ်ပေးထားတာပါဒါလေးကနောက်တစ်ထည်ပေါ့နော်အဲနောက်တစ်ခုကလေမြပဝါလေးတွေကိုလည်းကြာချီပေါ်မှာပဲအသုံးပြုပြီးတော့ထိုးပေးထားတာဖြစ်ပါတယ်ဒီမှာကြည့်နော်ကြာချီလေးပေါ်မှာထိုးထားတာဆိုတော့တော်တော်လေးလေရွှေလေးရလေးဝင်းဤပြီးတော့တော်တော်လေးလှနေနော်တော်တော်လေးလှတဲ့ဝစ်စုံလေးတွေပါဒီမှာသက်သက်ထဲပြပါအောင်မယ်ဒါလေးဆိုချစ်ရတဲ့ เนาะမိမိလေးအတွက်ချုပ်ထားပေးတဲ့ဝတ်စုံလေးတွေပါကဲဒါလေးဆိုရင်ချစ်ရတဲ့တသားလေးတွေအတွက်ဒီမှာကြည့်ပါအောင်เนาะချစ်စရာလေးเนาะတိုက်ပုံလေးချုပ်ထားပေးတယ်အဲဒါလေးဆိုရင်အရန်ကတိုးအရန်အဲအရန်လေးတွေအတွက်ပေါ့เนาะချုပ်ထားပေးပါတယ် ကဲရမ်းလှတဲ့ဝတ်စုံလေးတွေပါဂလိုသမီးအရင်ဝတ်စုံလေးတွေလည်းရမ်းလှပါတယ်နောက်တစ်ခုကလေအခုတတော်ကဒီမင်္ဂလာဆောင်ပွဲတွေအပြင်အလှမတွေအတွက်လည်းစီစဉ်ပေးထားပါတယ်ချစ်ခင်ရတဲ့အလှမတယောက်အတွက် စီစဉ်ပေးထားတဲ့ဝတ်စုံလေးနဲ့အခုမိတ်ဆက်ပေးပါမယ်ခဏလေးစောင့်ပါကဲချစ်တော်တို့ရေဒီဝတ်စုံလေးနှစုံကလေထူးထူးခြားခြားအဲသုံးခွခရမ်းဘက်ကအလှမတယောက်အတွက်စီစဉ်ပေးထားတာပါအလှမလေးရဲ့ပူဇာမှုအရာပါအဲလိန်ပေါ်ရောင်တောက်တောက်ကလေးဝတ်ချင်တယ် ယ်ဆိုတော့ပိုစစ်စစ်ကလေးကိုပဲအသုံးပြုထားပါတယ်။အရန်လှတဲ့เนาะ ကြံရည်စိမ်းပေါ်မှာမှလိန်မော်ရောင်လေးဖောက်ထားတဲ့ချစ်ကလေးပါဒီမှာကြည့်ပါအောင်ဘလောက်လှလဲအမိတ်ကလေးကိုလေမြန်မြန်ဆိုင်ဆိုင်လေးထိုးထားရနော်ထိုးချက်ကလေးတွေလည်းပြောင်းထားတယ်အဲဒီအိမ်အပေါ်လေးကတော့အမကတော့လို့ပပရရလေးပဲလိုချင်တယ်လို့ပြောထားပါတယ်ဒီမှာ dropping လေးတွေကိုလည်းတိတိကျကျလေးယူထားတယ်နော် crystal လေးတွေကိုလှလှလေးထိုးထားပေးတယ်နော်အရန်လှတယ်နော်အမကလေအသားလေးကလည်းဖြူတော့လိန်မော်ရောင်လေးနဲ့ဆိုတော်တော်လှမှာပါ ကဲဒါလေးကတော့အဲဒုတိယသဆုံးပေါ့နော်ဒီဒုတိယသဆုံးကကျတော့ဒါကတော့အလူမာဝင့်မယ်ဟိုလှဲ့တဲ့နေရာမှာဝင့်မယ်ဒါလေးကတော့မနဲ့အာယုံစွန်းမှာဝင့်ဖို့အတွက်ပါဒီဝတ်စုံလေးရဲ့ထူးခြားမှုကဘာလဲဆိုတော့ကျွန်တော်တို့ဒီနောက်ပိုင်းမှာဒီရှေ့ချမ်းဆိုရင်ရှေ့ချမ်းတိတိဆက်ထားတာပါဒီမှာပလဲလေးတွေခရစ်တယ်လေးတွေကိုလှလှလေးတကယ်ကိုလှလှလေးထိုးထားပေးပါတယ်ဒီမှာကြည့်ပါအောင်ပဝါလေးကတော့ပြောစရာမလိုဘူးကောင်းမြတ်ကထောရဲ့ဆန်မားကော်လက်ရှင်ရဲ့ပဝါလေးလို့မပြော ောရအောင်ပန်းလှလှလေးတွေနဲ့ပလဲလေးတွေနဲ့တိတိကျကျတေချာတာစီစဉ်ပေးထားတဲ့ဝတ်စုံလေးဖြစ်ပါတယ်ဒီဝတ်စုံစင်းနှစ်စုံကအမဝတ်လိုက်လို့ရှိရင်တော်တော်လေးကိုလှမဲ့ဝတ်စုံလေးနှစ်စုံဖြစ်ပါတယ်ဒါလေးတွေကတော့အရန်လေးတွေစီစဉ်ပေးထားတာဖြစ်ပါတယ်ဒီမှာကြည့်ပါအောင်တယောက်နဲ့တယောက်မတူအောင်မသိမရင်လေးစီစဉ်ပေးထားပါတယ်ဒါလေးဆိုရင် stick လေးနဲ့ crystal လုံးလုံးဝအပြည့်လေးနဲ့လုံချီရလဲကောင်းမြတ်ကထောရဲ့ခြိထိုးလေးကိုပဲစီစဉ်ပေးထားတာပါဒါလေးဆိုရင်တော့တချမ်းဆောင်လေးပေါ့နော်ဒီမှာကြည့် အဲတချမ်းဆောင်နေအောက်ကခြိတိုးလုံးကြီးရဲ့အောက်နားလေးမှာလည်းစီးလေးတွေထည့်ပြီးတော့ခတ်ထားပေးပါတယ်။ကဲအခုကျွန်တော်တို့ကောင်းကျက်ကထွားနေပြီးတော့ချစ်ချင်းများစွာဖြင့်ချဲခင်ရတဲ့ကရိုသားကရိုသမီးတွေနဲ့အတူတူအလှမတွေအတွက်ကောယဟန်ခံရှင်ပြုအလှမတွေတိမ်ဆောက်လှတဲ့အလှမတွေအတွက်လည်းဝတ်စုံတွေကိုအလှဆုံးနဲ့အကောင်းဆုံးတွေဖန်တီးပေးနေပါတယ်။ဘာပဲဖြစ်ဖြစ်ဒီ blog လေးကိုကြိုက်တယ်ဆိုရင်ကျွန်တော်ကို public နဲ့ share ပေးပါတတနောက် blog လေးမှာဆုံတွေ့ကြမယ်နော်။